အရှင်ဖရာယူသေးစွာရှောက်ထားအပ်ပါれရတနာ၃ပါးထဲမှာသီလရှင်ဆရာလေးတွေပါပါသလားတဲ့မပါပါဘူးเนาะတချို့ကသီလရှင်တွေကိုဘိက္ခုနေမတွေလို့ထင်ပြီးတော့ရတနာ၃ပါးထဲမှာပါတယ်လို့ထင်နေကြတယ်သီလရှင်တွေဟာဘိက္ခုနေမမဟုတ်ပါဘူးဘိက္ခုနေမသာသနာဟာမြတ်စွာဘုရားပြိနိဗ္ဗာန်ဆံပြီးလို့အနှစ်900လောက်ကြာတဲ့အခါမှာကွယ်ပြောက်သွားပါပြီဒါဆိုရင်သီလရှင်သာသနာဘယ်အချိန်လောက်ကပေါ်ပေါက်တာလဲ ပြုခိကနေစတင်ပြီးပေါ်ပေါက်လာတာပါပြုခိမှာပြုအမျိုးသမီးတွေဟာဘိက္ခုနီမှာဝိလိုကြတဲ့အတွက်ဘိက္ခုနီသာသနာမရှိတော့တာကြောင့်ဘိက္ခုနီမှာပုံစံစင်တူလုပ်ပြီးတော့ကိုကြပါတယ်အဲ့ဒီတုန်းကတော့သူတို့ကိုသီလရှင်လို့မခေါ်ပါဘူးပရပိုက်မယ်လို့ခေါ်ပါတယ်နော်ဆရာလေးတွေရဲ့တရားနာကြခြင်းကဆရာတော်တွေရဲ့တရားနာကြခြင်းနဲ့အကျိုးတူပါသလားတဲ့ပြပါတယ်နော်ဘယ်သူပဲဟောဟောတရားဆိုတာနာကြောက်ကောင်းတဲ့အရာဖြစ်တဲ့အတွက် တရားနာကြခြင်းအကျိုးကတော့အတူတူပဲဖြစ်ပါတယ်။ဆရာလေးတွေကိုကိုးကွယ်ခြင်းအကျိုးအပြစ်ကိုသိလိုပါသည်တဲ့။ပြောခဲ့ပြီလေယရနာသုံးပါးထဲမှာမပါတဲ့အတွက်ကြောင့်ကိုးကွယ်စရာမဟုတ်ဘူး။သို့တော်မိမိထက်သီလအရာမှာမြတ်တဲ့အတွက်ကြောင့်ရှ िख ိုးကောင်းပါတယ်နော်။လေးတိုက်ခြင်းအကြောင်းရော ရှိပါသလားဖုံဖုံတဲ့။မြင်းကလေးရင်လှုပ်ချောင်းရှိပါသလားလို့မေးတဲ့အတွက်မြင်းကလေးရင်လှုပ်ချောင်းရှိပါကူဖြေလိုက်ပါတယ်။တခါအဲ့ဒီထဲမှာ မိုးရွာခြင်းအကြောင်းရောရှိပါသလားလို့ထပ်ပြီးမေးတဲ့အတွက်မိုးရွာခြင်းအကြောင်းရှိပါကိုထပ်ပြီးဖြေလိုက်ပြန်ပါတယ်။ဟောအခုတခါလေတိုက်ခြင်းအကြောင်းရောရှိပါသလားတဲ့နော်။ဥစဉ်ကိုမိုးလေဝသပညာရှင်ဟုထင်နေသလားမသိဘူးနော်။ဥစဉ်ကဖះဟောကိုကြည့်ပြီးဖြေရတာပါ။ဖះဟောထဲမှာပါရင်ပါတယ်မပါရင်မပါဘူးပေါ့နော်။အခုဒီမေခွန်းပိုင်ရှင်မေးတဲ့လေတိုက်ခြင်းအကြောင်းကဖះဟောထဲမှာပါပါတယ် ဘယ်မှာပါတာလဲဆိုရင်တန်ယုတ်တနိကေဝလာဟကတန်ယုတ်ဝါတဝလာဟကတုံးမှာပါတာပါတခါတုန်းကယဟန်တပါးဟာမြတ်စွာဘုရားလေးတိုက်ချင်းအကြောင်းဟာအဘယ်အကြောင်းကြောင့်တိုက်တာပါလဲလို့မြတ်စွာဘုရားကိုမေးလျှောက်ပါတယ်အဲ့ဒီခါမှာမြတ်စွာဘုရားကချက်သားယဟန်လေးတိုက်ချင်းကိုပြုတ်တက်ကုန်သောဝလာဟကနတ်တို့သည်ရှိကုန်၏ထိုနတ်တို့ကငါတို့သည်ကိုယ်ပိုင်မွေးလျော်မှုဖြင့်နေရမှုကောင်းလေစွာဟုတ် စိတ်အကြံစီဖြစ်၏ထိုစိတ်အကြံစီတောင်းတမှုကိုအကြောင်းပြု၍လေတိုက်ခတ်လေ၏ဖြစ်သားယဟန်တခါတရံလေတိုက်ခတ်ခြင်းသည်ဤအကြောင်းကြောင့်တည်းလို့ဖြစ်ကြတော်မူပါれနော်ဒါကြောင့်တခါတရံမှာလေတိုက်ခတ်ခြင်းဟာဝလဟကနတ်တို့ဤစိတ်အကြံစီကြောင့်တိုက်ခတ်ခြင်းဖြစ်ပါれတခါတရံမှာတော့သဘာဝကြောင့်တိုက်ခတ်တာဖြစ်ပါれနော်နားလည်ပါစေတော်တော်ရှေးမသွားဘူးလားနော်တဲ့ ်ဒီမန့်ကမြတ်စွာဘုရားဤအရက်တော်ကိုဖြည့်ထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်ဘေးခွန်းကိုပြန်ပြီးကြည့်လိုက်ပါအတိအကျဖြေးပေးပါလို့မိထားတာဖြစ်ပါတယ်အတိအကျဖြေးပေးပါလို့မိထားခြင်းဟာပိဋကတ်ကျွမ်းကျင်တက်မြောက်တော်မူတဲ့ဆရာတော်ကြီးတွေရဲ့သုံးသက်ချက်မပါပဲကျမ်းဂန်အစိုးတစ်ခုတည်းကိုမိတဲ့သဘောဖြစ်ပါတယ်ဒါကြောင့်ဦးစင်းကကျမ်းဂန်အစိုးတစ်ခုတည်းကိုထောက်ပြီးမြတ်စွာဘုရားဤအရက်တော်သည်16တောင်ရှိတယ်လို့ဖြေလိုက်ခြင်းဖြစ်တယ်နော် အဲ့ဒါကိုလည်းအဲ့ဒီမှာပြောပြထားပြီးသားပါအခုဒီမှာတော့ပိဋကတ်ကျွမ်းကျင်တော်မူတဲ့ဆရာတော်ကြီးတွေရဲ့သုံးသပ်ချက်ကိုပါထည့်ပြီးပြောပြပေးပါမယ်ဗုဒ္ဓဝင်မှာတောလတဟထုတ်ဗေဒလို့ဆိုပါတယ်တောလတဟထုတ်ဗေဒဆိုတာမြတ်စွာဘုရားကြီးအရက်တော်သည်16တောင်ရှိတယ်လို့ဆိုလိုခြင်းဖြစ်တယ်ပြီးဟိုဆရာတော်တွေကတော့ဟထတရာကိုမိုက်လို့ပြန်ပြီး16မိုက်6တောင်ရှိတယ်လို့ဆိုကြတယ်ယူရီးယားဆရာတော်တွေနဲ့မဟာကန္တာယုံဆရာတော်ကြီးကတော့ မြတ်စွာဘုရား၏အရက်တော်ဟာတာမန်လူတွေရဲ့အရက်နဲ့သိပ်မကွာဘူးလို့မိန့်ကြပါတယ်။မာဂန္တယုံဆရာတော်ကြီးရဲ့မိန့်ကြားချက်ကပိုပြီးမှန်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင် မြတ်စွာဘုရား၏အရက်တော်သည်တာမန်လူတွေရဲ့အရက်ထက်အလွန်အကျွံမြင့်နေပါကဖြူလွန်ခြင်း၊မဲလွန်ခြင်း၊ပိန်လွန်ခြင်း၊ဝလွန်ခြင်း၊မြင့်လွန်ခြင်း၊နှိမ်လွန်ခြင်းဆိုတဲ့အပြစ်၆ပါးနဲ့ညှိနေပါလိမ့်မယ်။နောက်ပြီးရှင်ဟောင်းသူတေသနာကြောက်စာတွေမှာလည်းပဲမြတ်စွာဘုရားတည်င်းသုံးတဲ့ကြောင်းတကာအပေါဝါဟာ ယနေ့ခေတ်တကားအပေါက်ဝတွေထက်အလွန်အကျွံကြီးမနေကြောင်းကျောင်းထဲမှာရှိတဲ့တပိတ်တွေကလည်းပဲယနေ့ခေတ်အသုံးပြုနေတဲ့တပိတ်တွေထက်အလွန်အကျွံကြီးမနေကြောင်းပြဋ္ဌာန်းထားပါတယ်။ဒါကြောင့်မဟာကန္တာယုံဆရာတော်ကြီးရဲ့မင်းကြားချက်ကပုံပြီးမှန်ပါလိမ့်မယ်။ဒါဆိုရင်ဗုဒ္ဓဝင်မှာဆိုထားတဲ့16တောင်ဆိုတဲ့ဇာတ်ဟာမမှန်ဘူးလို့ပြောကြင်တာလားလို့မိစရာအကြောင်းရှိပါတယ်။မဟုတ်ပါဘူး။အဲ့ဒါကိုမဟာကန္တာယုံဆရာတော်ကြီးကကိုတော်မြတ်ကြီးအယောင်တော်တို့သည်ထဝန်းကျင်နှင့်အထက်သို့ပြတ်တက်စေပြီး ်အရက်တော်နှင့်အယောင်တော်တို့သည်16တောင်ခန့်ရှိတယ်ဟုထင်ရပေသည်ဤအချက်ကိုဘုဒ္ဓဝင်ကဆိုလိုဟန်တူသည်လို့မင်ကြားတော်မူထားပါတယ်ဒါကြောင့်မြတ်စွာဘုရား၏အရက်တော်သည်တာမန်လူတွေရဲ့အရက်နဲ့သိပ်မကွာဘူးဆိုတာကိုတော့မှတ်သားထားရပါမယ်နော်အရှင်ဘုရားဂေါတမမြတ်စွာဘုရားပါရမီဖြည့်စင်ကာလမှာယဟန်ဘဝကိုဗဏ္ဍဘဝရခဲ့ဘူးပါတည်းဘုရားဖြည့်ပေးတော်မူပါဘုရားတဲ့မြတ်စွာဘုရားသည် ဖျားဖြစ်ဖို့ပါရမီဖြည့်ခြင်းစဉ်ကာလမှာယဟန်ဘဝကိုကိုးချိန်ပဲရခဲ့ပါတယ်။ဘယ်ဖျားတွေရဲ့ထံမှာရခဲ့တာလဲဆိုရင်၁ကုန်းတိညမြတ်စွာဘုရားထံမှာတစ်ချိန်၂မင်္ဂလမြတ်စွာဘုရားထံမှာတစ်ချိန်၃သူ့မေဒမြတ်စွာဘုရားထံမှာတစ်ချိန်၄သူ့ဇာတမြတ်စွာဘုရားထံမှာတစ်ချိန်၅ဖုဒ္ဒမြတ်စွာဘုရားထံမှာတစ်ချိန်၆ဝိသဘူမြတ်စွာဘုရားထံမှာတစ်ချိန်ခုနှစ် ာကုတန္တမြတ်စွာဘုရားထံမှာတစ်ကြိမ်၈ကောဏကမဏမြတ်စွာဘုရားထံမှာတစ်ကြိမ်၉ကတ္တပမြတ်စွာဘုရားထံမှာတစ်ကြိမ်အာလုံပေါင်းယဟန်ဘဝကို၉ကြိမ်ရခဲ့ပါတယ်ဒါဟာပါရမီဖြည့်ခြင်းစဉ်ကာလမှာမြတ်စွာဘုရားအလောင်းရရှိခဲ့တဲ့ယဟန်ဘဝ၉ကြိမ်ပဲဖြစ်ပါတယ်